ဘာမှတုံ့ပြန်တာမျိုးမရှိဘူး။ဒါပေမဲ့ဒီနေ့ဒီဗီဒီယိုဖိုင်တစ်ခုကျွန်မတုံ့ပြန်ခြင်း။အဲ့တော့ပရိသတ်ကြီးကဒီဗီဒီယိုဖိုင်ကိုအရင်နားထောင်ပေးနော်။ဒီဗီဒီယိုဖိုင်ကိုအရင်နားထောင်ပေး။သင်သာစီသူထမိန်အန်ဒီရေနော်အာသူထသိသူထတော်သူလောက်တက်တာမရှိတော့ဘူးဘယ်ပွဲဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြေရှင်းတယ်နောက်ကြရင်သူမဟုတ်ပါဘူးကွနော်အာလူမျိုးလဲမိတာလေ မအဲဘာလူမျိုးလဲမေးတာလေဘာလူမျိုးလဲမေးလို့မွန်လူမျိုးဖြေတာလေအဲ့ဒါကိုဘာမှားတာလဲဘာလူမျိုးလဲကိုမွန်လားကချင်ကြားကရင်ချင်းမွန်ဒီမာရခိုင်ရှင်မွန်အမရခိုင်ရှင်ဘာလူမျိုးလဲမေးကိုယ့်ရဲ့လူမျိုးကိုဖြေရမှာလေဘာနိုင်ငံသားလဲလို့မေးမှာမြန်မာနိုင်ငံသားလို့ဖြေရမှာလေ အားဖြင့်ဆိုရင်ကျမပြန်ပြီးဖြည့်ရှင်းလေးဖြည့်ရှင်းတာမရှိဘူးအဲ့တော့အမကြီးလားအကိုကြီးလားတော့မသိဘူးကျမကိုနေရာတကာပါတယ်အမလေးပါသူ့ထမိန်တွေပါရောညာတွေရောပြောတယ်ကျမဓာတ်ပုံနဲ့ကျမရဲ့ personal ကို attack လုပ်ပြီးတော့မှပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တရားဥပဒေအရညှိစွန်းနေပါတယ်ကျမတရားပြောလို့ရတယ်နံပါတ်1အချက် အဲ့တော့ကျမကပြောသမျှစကားတိုင်းကို ပြီးရင် तू မပြောပါဘူးလို့လှုပ်တယ်ဆိုတဲ့စကားလုံးကိုကျမကိုအထောက်ထားနဲ့လာပြန်ပြီးတော့မှဖြေရှင်းလက်ဟုတ်ပြီနော်ကျမပြောသည်မစကလုံးသည် social ပေါ်မှာ video file နဲ့ video file နဲ့ alike ရှိတယ်။ကျမဟာစကလုံးတိုင်းစကလုံးတိုင်းကို credit အေးတဲ့ကို ရေနော်။ဆိုတော့စကလုံးတိုင်းစကလုံးတိုင်းကို ကျမကတာဝန်ယူတယ်။ကျမပြောခဲ့တဲ့ speech တွေအကုန်လုံးကိုကျမကတာဝန်ယူတယ်။ ကျမဖြည့်ရှင်းထားတဲ့ဗီဒီယိုကျမပြောထားတဲ့ဗီဒီယိုကိုအစအဆုံးတေးသေးချာချာကြည့်ပြီးတော့မှနာပြောအဲ့တော့လူမျိုးစွဲဝါတာစွဲနဲ့ကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့ သူလတ်တက်တာဘုံမရှိတော့ဘူးဘယ်ပွဲဆိုသူပါတယ်ဘယ်ကြောင့်ကျမဟာကျမတိကျမတက်ပါတယ်လို့ကျမပြောခဲ့ဘူးသလားကျမဖြည့်ရှင်းထားတဲ့ဗီဒီယိုကျမပြောထားတဲ့ဗီဒီယိုကိုအစအဆုံးတေးသေးချာချာကြည့်ပြီးတော့မှနာပြောအဲ့တော့လူမျိုးစွဲဝါဒါစွဲနဲ့ကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့ကျမရှင်းပြချက်ကမှန်သလားရှင်းရဲ့ရှင်းပြချက်ကမှန်သလားဆိုတာကို ပြောဆိုဆွေးနွေးမယ်ရှင်းမယ်ဟုတ်ကဲ့နော်ကျမပြောမယ်နော်အဲ့တော့ ဒီဗီဒီယိုဖိုင်ကိုနော်ဒီဗီဒီယိုဖိုင်ကိုဒါကျမပြန်ပြီးရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးသားဖြစ်ပါလိမ့်မယ်လို့ကျမကညွှန်လင်းတယ်နော်ဆိုတော့အားလုံးကြည့်ပြီးသားဖြစ်လိမ့်မယ်နိုင်ငံသားမှာဘာဟဲ့မြန်မာနိုင်ငံမြန်မာလားလို့မေးလိုက်တဲ့အခါ မွန်မာလို့ဖြေတာဖြစ်တဲ့ကြောင့်ကျမကကျမတို့နိုင်ငံသားတွေဟာနိုင်ငံရဲ့ချားမှာမြန်မာလားလို့မေးတာဒီနိုင်ငံကိုကိုစားပြုပြီးတော့ပဲမေးတာကျမတို့တွေဟာလူမျိုးကြီးဝါဒကိုသွတ်တွင်းတယ်လို့ပြောရအောင်လေကျမကိုယ်တိုင်ကရင်ဒီဆိုင်ပိုင်ရှင်မာကြီးမွန်နော်အဲ့တော့ကျမတို့နိုင်ငံသားမှာသွားလို့မြန်မာစကားပြောတဲ့ကြားတယ်ဆိုရင်ခဲမြန်မာလားဆိုမြန်မာလို့ပဲဖြေကြရတယ်အဲ့တော့နိုင်ငံတကာမှာမြန်မာတန်ယုံမဲရှိတယ် တိလားမြန်မာအဲ့တော့မူမာလို့ပြောတော့အားဖြင့်ဆိုရင်ကျွန်မပြန်ပြီးဖြည့်ရှင်းလေးဖြည့်ရှင်းတာမရှိဘူးအဲ့တော့အမာကြီးလားအကိုကြီးလားတော့မသိဘူးကျွန်မကိုနေရာတကာပါတယ်အမလီပါသူ့ထမိန်တွေပါရောညာတွေရောပြောတယ်ကျွန်မဓာတ်ပုံနဲ့ကျွန်မရဲ့ personal ကို attack လုပ်ပြီးတော့မှပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တရားဥပဒေအရညှိစွန်းနေပါတယ် okay နံပါတ်1အချက်ကျမပြီးမှကြံတဲ့ကိစ္စထပ်ရှင်းမယ်အရင်ဆုံးသူ့ကိုအရင်ပြောလာအောင်မယ်เนาะအဲ့တော့ကျမဓာတ်ပုံရင် ကျမရဲ့ personal career ကိုစော်ကားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥပဒေနဲ့ညီစွန်းပါတယ်ကျမတရားပြေလို့ရတယ်နံပါတ်၁အချက်အဲ့တော့ကျမကပြောသမျှစကားတိုင်းကိုပြီးရင်သူမပြောပါဘူးလို့လှုပ်တယ်ဆိုတဲ့စကားလုံးကိုကျမကိုအထောက်ထားနဲ့လာပြန်ပြီးတော့မှဖြေရှင်းလက်ဟုတ်ပြီနော် ကျမပြောသည်မစကလုံးသည် social ပေါ်မှာ video file နဲ့ video file နဲ့ alike ရှိတယ် ကျမဟာစကလုံးတိုင်းစကလုံးတိုင်းကို credit အေးတဲ့ကိုရေနော်ဆိုတော့စကလုံးတိုင်းစကလုံးတိုင်းကို ကျမကတာဝန်ယူတယ်ကျမပြောခဲ့တဲ့ speech တွေအကုန်လုံးကိုကျမကတာဝန်ယူတယ်ဟုတ်ပြီနော်ဆိုတော့ကျမကို personal attack လုပ်ချင်နေဆိုရင်တီးခြားလို့ဒါကကြတော့လူမျိုးရင်းနဲ့တတ်ဆိုင်နေတဲ့ကိစ္စ ကျမဖြည့်ရှင်းထားတဲ့ဗီဒီယိုကျမပြောထားတဲ့ဗီဒီယိုကိုအစအဆုံးတိတ်တိတ်ချာချာကြည့်ပြီးတော့မှနာပြောအဲ့တော့လူမျိုးစွဲဝါဒါစွဲနဲ့ကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့နိုင်ငံရဲ့ချားမှာကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့ကျမမြန်မာပြည်ရင်းကကိစ္စကိုပြောတာမဟုတ်ဘူးကျမနိုင်ငံသားကကိစ္စကိုပြောထားတဲ့ဗီဒီယိုဖိုင်ဒီဗီဒီယိုဖိုင်ဟာဟုတ်ပြီနော်အဲ့တော့ကျမကို personal attack လုပ်ပြီးတော့မှကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကြားထားတာကိုကျမတွင်းလို့ရတယ်နော်အာသူထက်သေးသူထက်တော့သူလောက်တက်တာအောင်မရှိတော့ဘူးဘယ်ပွဲဆိုသူပါလဲဘယ်ကြောင့်ကျမဟာကျမတိကျမတက်ပါတယ်လို့ကျမပြောခဲ့ဘူးသလားကျမတိပါတယ်ကျမတက်ပါတယ်လို့ပြောခဲ့ဘူးသလားကျမကယ်ရီယာမှာကျမနားလေသလားကျမတိသလားကိုကျမအမြဲတမ်း caring လုပ်တယ် sharing လုပ်တယ်လို့ကျမပြောခဲ့သားပြီးသားဟုတ်တယ်နော် ဟုတ်တယ်နော် ကျမတိကျမတက်ပါတယ်လို့ဘယ်တော့ကပြောခဲ့ဘူးလဲကျမတိကျမတက်ပါတယ်လို့ပြောခဲ့ဘူးတဲ့ဗီဒီယိုဖိုင်ရှင်ယူလာခဲ့အေးတိနဲ့တက်တဲ့ဟာတွေပြောတဲ့ဟာတွေဒီလေတိလို့တက်လို့ပြောတာအာချောင်ကြီးပြောတာမဟုတ်ဘူးအဲ့တော့နေရတကာပါတယ်အတန်းရှင်းလို့ကျင်းလို့နေရတကာပါတယ်ပြောအောင်လေဒီအမိုင်းကြီးရဲ့ဝေါ်ရဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာအမိုင်းကြီးလားအကိုကြီးလားမသိဘူးဝေါ်ရဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာအယ်မွန်သင်းနာမည်အယ်မွန်သင်းဓာတ်ပုံကိုသုံးတော့မှဖြူးရတာ သူ့ဟာနဲ့သူတင်တဲ့ပေါ်ချောင်ချောင်ပေါ်ချာချာ post တွေအကုန်လုံးဒီ view 900ပြည့်အောင်မရထားဘူးအဲ့တော့ကျမောက်နေရာတကာပါတယ်ပြောအောင်လဲသူ့ဝေါ်တဲ့ဝင်ကြည့်လိုက်တော့သူများအိမ်တောင်ကွဲတဲ့စာချုပ်ကအစ attention လိုချင်လို့တင်ထားတဲ့မိန်းမစားမျိုးဟုတ်ပြီနော်ဆွေးနွေးလို့ရတဲ့အကြောင်းအရာတစ်ခုကိုဒါပေမဲ့တပားသူကိုပုတ်ခတ်တိုက်ခိုက်လို့မရဘူး ကျမပြောတဲ့အကြောင်းအရာမှားတယ်ဆိုဒီအကြောင်းအရာပေါ်မှာအချက်အလက်ခိုင်ခိုင်မာမာနဲ့ပြောဆိုဆွေးနွေးလို့ရတယ်။ Welcome ကျမလည်းဘယ်တော့မှမဆိုအကြောင်းချင်းရာတွေမှန်သမျှကိုနိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေမှန်သမျှကျမအချက်နဲ့အလက်နဲ့အစင်တန်းမြင့်မြင့်ကျမပြောဆိုဆွေးနွေးတယ်။ကျမ personal စိုက်စင်းဆိုမိုင်းရင်းပြီးတော့မှ ျမပြောခဲ့တာမျိုးကျမဗီဒီယိုဖိုင်ဒီမှာပြန်ကြည့်ကြည့်လိုက်တခုမှမရှိဘူးကျမပြောတဲ့စကားလုံးတိုင်းကိုပြီးရင် तू မပြောပါဘူးလို့ပြောဦးမယ်ဆိုတော့ဘယ်တုန်းကကျမကကျမပြောခဲ့ပြီးသားစကားလုံးတွေကိုမပြောပါဘူးလို့ညင်းခဲ့တဲ့အကြောင်းအရာရှိသလားပြောဆိုဆွေးနွေးလို့ရတယ်မိုက်ဆော်ခွင့်မရှိဘူးဟုတ်တယ်နော်ကျမရှင်းပြချက်ကမှန်သလားရှင်းရဲ့ရှင်းပြချက်ကမှန်သလားဆိုတာကို ပြောဆိုဆွေးနွေးမယ်ရှင်းမယ်ဟုတ်ပြီလား ဲ့တော့ကျမပြောချင်တာကနိုင်ငံသားမှာကလေးတွေဟာအလုတ်သွားလုတ်ကြတယ်ဆိုရင်ဟဲ့မြန်မာလားဆိုရင်ဟုတ်တယ်မြန်မာလို့ပြောရတယ်မြန်မာလို့ပဲဖြစ်ရတယ်မြန်မာလို့ပြောရင်တော့မှ international ကတချို့သောတိုင်းပြည်တွေကမြန်မာဘယ်မှာလဲ where are you from ဆိုဘယ်မှာလဲမြန်မာလို့ပြောရင်မြန်မာဘယ်မှာလဲမြန်မာနိုင်ငံကဘယ်ဟာလဲလို့မသိဘူး near thailand ဆိုတော့မှပဲ oh ဆိုပြီးဖြစ်တာ oh ဆိုတာတကယ်သိတာလားမသိတာလားမသိဘူး အဲ့တော့နိုင်ငံခြားကိုသွားတာ passport မှာဘယ်နိုင်ငံရဲ့ passport နဲ့သွားတာလဲနိုင်ငံကိုစားပြုမြန်မာနိုင်ငံအောက်ကနေသွားရတာမြန်မာပြည်ထဲမှာမေးတာမဟုတ်ဘူးနိုင်ငံခြားမှာမေးတာမြန်မာနိုင်ငံတန်ယုံမရှိတဲ့နိုင်ငံခြားအမေရိကန်မှာမွန်တန်ယုံမရှိဘူးကရင်တန်ယုံမရှိဘူးကျမကိုဗမာလူမျိုးကြီးမြန်မာလူမျိုးကြီးဟာတော့သွဲသွင်းတယ်လို့မပြောနဲ့ကျမကိုယ်တိုင်ကကရင် မြန်မာဆိုတာဟာကချင်ကယားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားတွေစုဖွဲ့ပြီးတော့မှဖြစ်တည်နေတဲ့နိုင်ငံမြန်မာနိုင်ငံအဲ့တော့ကျမတို့တွေကနိုင်ငံသားမှာစကားပြောတဲ့နေမြန်မာတန်နေကြဆိုဟေးမြန်မာလားဟုတ်တယ်မြန်မာပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးနဲ့ကျမတို့မေးကြတယ်မြန်မာတန်နေကြတယ်ဆိုရင်အခုကျမတို့ miss လေးပြိုင်နေတယ်ကချင်တိုင်းရင်းသူလေးပြိုင်နေတယ်ဘာကိုစားပြုနဲ့ပြိုင်တာလဲဟေးကချင်ဟေးလို့ပြိုင်တာလား မြန်မာကိုစားပြုနဲ့ပြိုင်တာနိုင်ငံကိုပဲကိုစားပြုရတယ်အဲ့လိုမျိုးတွေကြက်ကြက်လို့ဒီတစုံတရာတွေဖြစ်လာတော့ဟိုမှာထိုင်းမှာပြောတော့ဘာလဲလို့မင်းဘာပဲမင်းကဘာလဲလို့မေးတဲ့ခါကျတော့မွန်တို့ကရင်တို့ဖြေလို့ဟိုမှာတမခံရတာတွေဖြစ်စဉ်ဖြစ်ရက်တွေတွေ့တယ်မလားပြောလို့မရဘူးအဲ့တော့တချို့ကလေးတွေဟာအာနေတွေကနေပြီးတော့မှဟို passport ရှိတဲ့ကလေးတွေလည်းရှိတယ်။ passport မရှိဘဲနဲ့နိုင်ငံခြားကိုသွားလိုက်ရတဲ့ကလေးတွေလည်းရှိတယ်။အဲ့လိုကလေးတွေကို နိုင်ငံကိုစားပြိုပဲဖြေရတယ်နိုင်ငံကိုစားပြိုပဲပြောရတယ်ကျမပြောတယ်စကားကိုဗီဒီယိုကိုတေးတေးချာချာရေးရေးလဲလဲနားမထောင်မင်းနဲ့ကျမကိုမလေးဘာလဲဘာလဲလို့မေးတာမြန်မွန်မွန်လို့ဖြေတာဘာစူးစမ်းလဲဆိုတာနိုင်ငံသားမှာနိုင်ငံသားမှာမြန်မာပြည်မှာဆိုရင်တော့ဟုတ်တယ်ဘာလူမျိုးလဲဆိုကရင်မွန်ဒီလိုပြောမှာဒါပေမဲ့နိုင်ငံသားမှာကျတော့ဟေးမြန်မာလားလို့မေး ုတ်တယ်မြမငါတို့နိုင်ငံသားလားဒီလိုစိတ်နဲ့မေးကြတာတိလာဒီလိုစိတ်နဲ့မေးကြတာမင်းကြီးနိုင်ငံသားမှာနိုင်ငံသားမှာတယောက်နဲ့တယောက်နဲ့တွေ့ကြလို့မေးကြတယ်ဆိုတာဟဲ့မြန်မာလားလို့မေးတာမြန်မာနိုင်ငံသားလားလို့ဒီလိုစိတ်နဲ့မေးကြတာကချင်ကရကရင်ချင်းဗမာမော်ရခိုင်ရှောင်းမေးတာမဟုတ်ဘူးကျမတို့ဆိုဒီလိုပဲ ထိုင်းသွားတယ်ပေါ့ဥပမာထိုင်းရပုံများတယ်လေဟာကလေးတွေတွေ့တယ်ဆိုလို့ရှိရင်အော်ဟိဒီမှာမြန်မာကလေးတွေတွေ့တယ်ဆိုကျမတို့ကလေအတင်းခေါ်ပြီးကိုယ်နိုင်ငံသားကလေးတွေဖြစ်တဲ့ကြောင့်မိုးဖိုးတွေပေးတယ်ကျမတို့အတခါတည်းစိတ်ခွန်အားတွေပေးတယ်မြန်မာလားဆိုတာနိုင်ငံသားကိုကိုစားပြုပြီးမေးတာနိုင်ငံသားမှာဒီမှာပြောရတဲ့စကားကအရန်ကိုမှမှန်ကန်ပါတယ်ရှင်နိုင်ငံရဲ့ချားကိုအလဲပတ်ဖြစ်စီအလုံးနဲ့ဖြစ်စီရောက်နေတဲ့သူတိုင်းကိုမြန်မာလူမျိုးလိုပဲဖြေရတာထုံးစံပဲဖြစ်ပါတယ်ဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အမြင်နဲ့ recommend ပေးခဲ့လို့ရ